Really oh, yeah. Aero fans, so let's know what you ဘန်ကောက်မှာကောင်းတာတကူကတော့ကျွန်တော်တို့ဘာလို့လို့ချက်ချင်းတော့ဝယ်လို့ရရပါတော့။အနည်းဆုံးတော့ကြည်လို့ရရပါတော့။ဒီမြင့်မဲ့ဆိုလို့ရှိရင်လည်းဒါဝယ်ဖို့စီစဉ်တော့မရှိဘူး။ဒါပေမဲ့ Batman fan ဆိုတော့တော့ကြည်မှာပါတော့။စိုင်ရှိရတာပြောတာပမာမှန်းလည်းမသိဘူး။နင်တို့ရှားခက်နေ။ကျွန်တော်လမ်းပြောင်းနေ။ Central ကလည်းသိတဲ့အတိုင်းပဲ။နင်းနေနော်နော်ကြီးမဟုတ်ဘူး။ဘလို့မောက်ရှားခက်။ပိုးမှာပါတော့။နောက်ဆုံးတော့တွေ့ခဲ့ပါပြီ။တော့ဆိုတော့ဒီကလီကလမ်းလျှောက်ပြီးတက်နေရပါတယ်။ အဲဒီမှာမရှိဘူးလို့သိရပါတယ်ရှိမဲ့ဆိုင်တော့ညှုံးပေးလိုက်တယ်ပေါ့နော်ဒီ CM ပါ icon CM မှာရှိရလို့ပြောပါတယ် icon CM ကိုဆက်သွားပါမယ် icon စီရတော့ရောက်လာပြီဖြစ်ပါတယ်။ဟိုးမှာရှင့်ရှိဖို့မရှင့်တော့ကားကပြန်တောင်းပါမယ်။ဟိုးဒီမြန်မာတာအော်ကလေးရထုတ်တာပါနော်။အော်ကလေးဆိုတော့လွန်ခဲ့တဲ့2နှစ်3နှစ်လောက်ထိကအားကစားသမားတွေ နဲ့လူကြီးဆန်တဲ့သူတွေကပို့ပြီးတော့ညွှေးချေကြတဲ့ brand name ပါတယ်လူငယ်တွေအတွက်ဆိုလို့ရှိရင်လည်း old school ဆန်တဲ့ vintage look နည်းနည်းပေါက်တယ်ဆိုပြီးတော့ fashion အနေနဲ့တိတ်မလွေးချေကြတဲ့ brand တွေမှာပါတယ်။ Youth ရဲ့2024 2025မှာ Y2K look ကိုလည်း2009ခုနှစ် fashion တွေကပြန်ပြီးတော့ခေတ်စားလာတယ်။တစ်ဆက်တည်းမှာပဲဒီဘက်ခေတ်လူငယ်တွေရဲ့ icon တစ်ခုလိုဖြစ်နေတဲ့ Travis Scott ကလည်း Oakley တွေကိုအရန်ကိုဖြုတ်တယ်။ F1 driver တွေအားကစားသမားတွေ streetwear လောကသူတွေကပါ Oakley ကိုတစ်ခေတ်ပြန်အသက်သွင်းလာကြတယ်။သူပြေတော့ TikTok မှာ NBC ကိုကဲဆိုပြီးတော့ meme ဆန်ဆန် skit ဆန်ဆန်လုပ်ကြရတာနေမထင်မှတ်တဲ့အပြောင်းအလဲတစ်ခုက Oakley တွေကို ုလူငယ်တွေစီပါရောက်စေခဲ့ပါတယ်။2025မှာပြောင်းလဲသွားတာတွေကအိုကလီမတ်မဟုတ်အများကြီးပဲမပြတ်ဘူး။ဒီကောင်ဆိုရင်ဒါ Jordan 1လို့ရှိကကိုပါလာဝေးပါ။မင်းတို့ရှိကကိုဆိုတာ Nike ရဲ့တံပိုးထားတဲ့ဘယ်လိုပြောမလဲ။အထွတ်မြတ်ရောင်လို့တော့ပြောလို့ရတယ်ပေါ့နော်။ Nike မှာတကယ်အတိတ်ကအရောင်နှစ်ရောင်ရှိတယ်။ရှိကကိုနဲ့ UNC ပေါ့။ရှိကကိုတည်းကအခုလိုမျိုးစင်ပေါ်မှာကြံနေရမဲ့ ဖနက်တွေတော့မဟုတ်ဘူးအရင်ကဆိုလို့ရှိရင်ဒီဖနက်တွေထွက်ပြီဆိုတာနဲ့တန်ပြီးလူဝယ်ကြပြီးရင်ကျွန်တော်တို့ကဒီဖနက်ကိုလိုချင်လို့ရှိရင်ဈေးကြီးပေးပြီးတော့ resale market မှာပြန်ရှာရတာမျိုးပေါ့နော်အခုတော့စင်မမှာ retail ဈေးဘက်၄ချောင်း၂ဆိုတော့မြန်မာငွေ၅သိန်း၆သိန်းနဲ့တင်ဝယ်လို့ရတယ်ဒီဖနက်တွေကလောလောဆယ်မတာဝယ်ထားတဲ့ဖနက်တွေတင်မှာပါတယ်2024 2025မှာ street wear လောကမှာရောဖနက်လောကမှာရောအပြောင်းလဲတွေကအများကြီးပဲဗျခုန Jordan 1 low လို့ Jordan 1 high တို့ Dunk low တို့ Dunk high တို့လို့နည်းနည်း high ဖြစ်တဲ့ဖနက်တွေတင်ပါလူတွေက C ီးရတာပို့ပြီးတော့တတောင်တတဖြစ်တဲ့ဖက်နဲ့တွေကိုပို့ပြီးတော့ရွေးချယ်လာကြတယ်။အဲ့ trend ကနေပြီးတော့ပဲအရင်ကအရင်ကြီးခင်မစားခဲ့တဲ့ဒီ A6 တို့ Solomon တို့လိုမျိုး config ware တွေ outdoor ware တွေကပို့ပြီးတော့နေရာရလာတယ်။ကျွန်တော်အမြဲတမ်းပြောနေသလိုပဲခက်ကအမြဲတမ်းပြောင်းပြီးတော့လဲနေတာဗျ။အနည်းလေးမျက်ခြေပြက်လိုက်တာနဲ့ကိုကနောက်ကျကြံခဲ့မှာ။အမှန်တမ်းပြောရရင်ထိုင်းကတော်တော်လေးခက်ကိုလိုက်နိုင်တဲ့အင်ဒီဂျင်းနိုင်ငံလို့ပြောရမှာပေါ့နော်။အခု디센터ကြီးတစ်ခုလုံးမှာလတိုင်းပွဲအမျိုးမျိုးရှိတယ်။ brand ပစ္စည်းအယောင်ပွဲတော်ကစပြီးတော့ gaming င်းရှိုးတွေ education ပွဲတွေပညာရေးပွဲတော်တွေအခုဆိုလို့ရှိရင်ဒါကိုရီးယားအစားအသောက်ပွဲတော်ဆိုပြီးတော့လုပ်နေတော့မယ်အများတန်းသူ့ community နဲ့သူချိတ်ဆက်ပြီးတော့ပွဲလေးတွေလုပ်ရင်းနဲ့ခစ်ကိုအများတန်း live မိနေတယ်လို့ပြောလို့ရတယ်အဲ့တော့ announcement တစ်ခုလုပ်เสียရှိပါတယ်အဲ့ဒါကတော့အခုလိုမျိုးပဲခစ်နဲ့အညီ live ရွှေ့နေအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့မြန်မာနိုင်ငံဆိုင်ရာပြင်သစ်တန်ရုံးရဲ့ပြင်သစ်ရှင်ချင်းမှုဌာနရဲ့ပေါင်းစပ်ထားတဲ့ forum တစ်ခုဒီတစ်ပတ် weekend စနစ်တွေနေ့မှာရှိနေပါတယ် Culture and Creative Industry Forum ဆိုပြီးတော့နာမည်ပေးထားတဲ့ဒီ forum မှာ fashion design e-sport game webtoon စတဲ့ creative နေပရသူတွေနောက်ထပ် interior design တို့ media တို့ရုပ်ရှင်တို့ဘီတုကာတို့ဒီလိုမျိုးဖန်တီးမှုအသားပေးရတဲ့နေပရသူတွေအတွက်အခုရဲ့ဖန်တီးမှုကနေပြီးတော့စီးပွားရေးအသက်မြင့်ဝန်ကြောင်းတစ်ခုဖြစ်ဘလို့ပြောင်းလို့ရမယ်အဲ့လိုမျိုးပြောင်းလဲနိုင်အောင်လို့စီးပွားရေးလုပ်ငန်းရှင်တွေစီကနေ funding တွေဘလို့ရှာလို့ရတယ်နောက် mobile ခွင့်အကြောင်းတွေဒီလိုမျိုးအကြောင်းအရာတွေကိုပြောပြမဲ့ panel discussion တွေလက်ရှိဒီ industry ထဲမှာအလုံးလုံးနေတဲ့သူတွေနာမည်ရနေတဲ့သူတွေကဆွေးနွေးပေးမဲ့ဆွေးနွေးပွဲတွေ ေနောက်ထပ်ပေါ့နော်ကိုယ့်ရဲ့ဖန်တီးမှုနဲ့အတမျိုးဝမ်းကြောင်းလုပ်ချင်တဲ့သူတွေအတွက်ဘယ်လိုမျိုးအခွင့်အလမ်းတွေရှိနေတယ်ဘယ်လိုမျိုး plan တွေဘယ်လိုမျိုးအစီအစဉ်တွေချပြီးတော့လှုပ်ဆောင်သွားရမယ်ဆိုတာမျိုးတွေပြောပြမဲ့ forum ဖြစ်ပါတယ် November 29 30ဒီ Sunday တွင်2ရက်မှာဝင်ကြီးအခမင်းနဲ့ရန်ကုန်မြို့ Rose Garden Hotel မှာလုပ်မှာပါအဲ့တော့ဒီပွဲကခုနပြောခဲ့တဲ့ fashion design e-sport b2k interior media ရုပ်ရှင်ဒီလိုမျိုးဖန်တီးမှုအသားပေးတဲ့သူတွေအတမွေးဝန်းကြောင်းတစ်ခုဖြစ်ဘယ်လိုမျိုးပြောင်းလဲလို့ရရဲဆိုတာကိုပြောပြမှာဖြစ်တဲ့အတွက် creative ဒီနေ့ပတ်သက်ပြီးတော့လှုပ်လှုပ်ချင်တဲ့သူတွေအတွက်တေချာပေါ့သွားကြည့်တဲ့ပွဲတစ်ပွဲဖြစ်ပါတယ်